အားလုံးမင်္ဂလာပါ Land Banyard M2 page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့တော့ recording လေးရတော့တော့ N3 ရဲ့ပေါ့နော်ရှင်ခန်းဆန်းမာစတာကအဲမွန်တိုင်ယွန်ကိုဆင်းရုပ်သွားချင်ပါတယ်ကြာဆက်ဆိုကြည့်မရှုဟိုက်အဲတော့မွန်တိုင်ယွန်လေးမှာကသူကအဲပုံစံလေးပေါ့နော်သူ့ပုံစံလေးကလေဒီဘွန်ကင်းတော့ 組み合わせလို့ပြီးထားတယ်ဗောနော်ဘွန်ကေနို組み合わせလို့ပြောတာဖြစ်တဲ့ကြောင့်မလို့ဘွန်ကီဆိုရဲဒီစာကြောင်းပုံစံလေးဗောနော်အဲ့စာကြောင်းပုံစံလေးရဲ့組み合わせတက်စင်ပုံတက်စင်ပြီးဗောနော်အဲ့တော့ဘလို့တက်စင်မှာလဲရဲ့ဆိုတာလေးကိုသိချင်ရင်တဲ့ဒီရုံမမရင်ဒီလေးမှကြည့်ကြအောင်နော်အဲတော့ជីကုတ်ကူစီစီမိုင်းဆိုတာဆိုတဲ့ဟာရဲ့ အဲ့စာကြောင်းလေးရေပေါ့နော်ဒီအနောက်ကအဲတော့ချီကုတ်ကူရှီဆိုးဒါဆိုတဲ့ဟာလေးရေပေါ့နော်အဲဒီနှာကြောင်းလေးပေါ့လေဒီပုံစံနှစ်ခုอ่ะတဲ့သူချီဂိုင်မတ်ကဘလို့กว่าလဲတဲ့အဲ့တော့ကျွန်တော်တွေမြင်နေဆိုရင်သိရကွာဒီရှီမိုင်းဆိုးဆိုတဲ့ဟာလေးနဲ့ရှီဆိုးဆိုတဲ့ဟာလေးလေးနော်အဲ့တော့အိုစာအရေးသားလေးကလုံးဝကွာနေအဲ့တော့အဲ့လိုကွာတာ ਨੇ အဓိပ္ပာယ်ကွာလားပေါ့နော်အဓိပ္ပာယ်ကပြောင်းလားဆိုတဲ့ဟာလေးကိုအဲကြည့်ကြအောင်ပေါ့လေနော် အဲ့တော့ဒီရှီဆိုးနဲ့ရှီမိုင်းဆိုးကဘာကွာလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေအဲ4မှာတော့အတင်ရရမယ်ထင်တယ်เนาะအဲတခုခုကိုအာလုံးမိသွားပါပြီလို့ပေါ့လေเนาะအာဒီလိုလေးကျွန်တော်မယူရပါဘူးဒါမဲ့လေဒီလိုလေးဖြစ်သွားပါပြီလို့ပြောချင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်အာရှီမိုင်းမတ်စတာ ပေါ့နော်အဲအဲ့လိုမျိုးသုံးနေလေနော်အဲ့တော့ဒီမှာလည်းအတူတူပဲဇီမိုင်းလေးပါတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာစိတ်မကောင်းတဲ့ခံစားမှုမျိုးပေါ့လေနော်ရှီကိုအဲချီကိုကိုဇီမိုင်းဆိုတာဆိုဟာနောက်ကျတော့မယ့်ပုံပါပဲပေါ့လေနော်အဲ့တော့အဲ့ဒါကိုကစိတ်မကောင်းလို့ပေါ့နော်အားနာလိုက်တာတဖက်တူကစောင့်နေရတော့မယ်အဲ့ကြောင့်မလို့ငါမယူရပါဘူးပေါ့နော်ဒါမဲ့လည်းနောက်ကျမိတော့မယ့်ပုံပါပဲဆိုပြီးတော့မှပြောချင်တဲ့ nuance လေးဒီအနောက်ကကြတော့ချီကိုကိုစီဆိုတာကကြတော့နောက်ကျမယ့်ပုံပဲ အဲ့တော့ဘာမှမပြောဘူးပေါ့နော်ချိန်ထားရတယ်သူကငါဒီနေ့နောက်ကြမယ်ပုံပဲဆိုလို့ရှိရင်ကြည့်ကုတ်ကူရှိဆိုတာဆိုတော့နည်းနည်းလေးသူ့ရဲ့ image ကနည်းနည်းထက်စည်းဆန်တဲ့ပုံစံမျိုးပေါ့နော်ဒီကောင်လေးကြတော့ကိုကနည်းနည်းအားနာမှုဆိုတဲ့ပုံစံမျိုးလေးပါတယ်ပေါ့နော်အဲ့နှစ်ခုလေးကအဲ့လိုလေးကွာပါတယ်ဟိုက်အဲ့တော့မိကွန်းလေးကိုကြည့်ကြည့်အောင်ပေါ့နော်သူအောက်မှာလေးပေးထားတယ်ဒီကိုသားရဲ့ပါတဲ့ဒီ page ရဲ့အောက်မှာရှိပါတယ်ဆိုတော့ကြည့်ကြည့်အောင်နော်ပါဒီမှာဆိုလို့ရှိရင်အဲခိုတိုက်ကနေစကုတ်ကူစတေစီမိုင်းဆိုတာကသေစီမောက်ဆိုတဲ့ဇန်နန်နာအော်ဒီမှာနော်ဇန်နန်နာကီမိုချီကိုကွာရဲ့ ခူပါရရတဲ့တိမတ်တဲ့ဒီဇန်နာနာကိမို့ချိုအစိမကောင်းလိုက်တာပေါ့နော်အာနာလိုက်တာဆိုတဲ့စိတ်ခံစားချက်မျိုးတွေကိုခူပါရရုထပ်ပေါင်းပြောဆိုခြင်းတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ရှီမိုင်းမဆွာလေးကိုတုံးတယ်ပေါ့နော်အဲ့ဒါအောင်မှာသူကဆိုးသွားပုံမဲဆိုတဲ့ဟာလေးကိုတုံးထားတာပါဟိုက်အဲ့တော့ရမယ်လို့မျှော်လင့်ပါတယ်အဲ့တော့အဲ့လိုပုံစံမျိုးလေးပေါ့နော်ဒီစာကြောင်းတွေမှာဆိုလို့ရှိရင်ねအဲဘယ်လိုပြောရမလဲစာကြောင်းတွေရခုမရပါစေပေါ့နော်တက်စင်ပုံတက်စင်နေအဲ့တော့ဘယ်လိုပြောလိုက်ရင်တဖက်တူကိုယဉ်ကျေးသွားစေရအတုံတုံဖြစ်မလဲဘယ်လိုပြောလိုက်ရင်တော့တဖက်တူကိုရှစ်စရိတ်ဖြစ်တဲ့အတုံတုံမျိုးဖြစ်မလဲပေါ့နော်အဲ့ဒါမျိုးကိုဖော်ပြပေးထားတဲ့ စာပိုက်လေးပါအဲ့တော့ဒီစာပိုက်မှာမွန်တိုင်ရောရဲ့အနောက်ကစာတောင်တွေဘာမှထူပြီးတော့မပါနေဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုကြိုးလိုက်ပါမယ်မေကွန်ထွေးလေးကိုပဲတော့ဖက်လိုက်မယ်နော်ထွေးမှာမြင်းကြောင်သားသားတွေပေါ့နော်ဆွန်စတယောနာထိုအတူကနာစစ်ကလုပ်ပေးတာပေါ့နော်ဒီဆွန်စတယောနာလို့ပြောတာပြောကြမလို့ဆွန်ဆိုတာလေးကအရှုံးပေါ့လေနော်အရှုံးကို စွန်းဆွဲအရှုံးကိုစဆိုလုတ်ခဲ့တဲ့ယောနာပုံပဲပေါ့နော်အဲ့တော့အာအရှုံးကိုလုတ်ခဲ့တဲ့လိုမျိုးပဲအရှုံးကိုလုတ်ခဲ့လိုက်တဲ့ပုံပဲဆိုတဲ့စာကြောင်းလေးရှိတယ်အဲ့စာကြောင်းလေးကဘာကြောင့်လဲပေါ့လीနော်အဲ့ဒီမြင်းကြောင်တာရတဲ့မြင်းကြောင်တာရတဲ့စာကြောင်းလေးကအရှုံးကိုလုတ်ခဲ့တယ်လို့ပါပဲပေါ့လीနော်အရှုံးရအရှုံးဖြစ်အောင်လို့မလို့အရှုံးဖြစ်အောင်ဆိုတဲ့အရှုံးပုံအောင်လုတ်ခဲ့တယ်လို့ပါပဲလို့ပြောအောင်ပါပေါ့နော်အော်အရှုံးဖြစ်အောင်လုပ်ခဲ့သလိုပါပဲဆိုတဲ့စာကြောင်းလေးရှိရဲ့အဲ့စာကြောင်းကဘာကြောင့်မလို့အဲ့လိုမျိုးအဲ့လိုဖြစ်တာလဲပေါ့လေနော်အဲ့နံပါတ်1ကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင် と、急がなくてもいいのに、急いでいろいろ心配してしまったから。で、アレンスロムロレやれ、ポリナ、アレンスロムロレやれネエレ、だねえれ。アレンスローローピオママ、ミョミョドプバムリュウー、ロミライロ、ロテマトししノアレ、ステシマッタ、ソボノ、ロミライロ、ロミライで、ドジャムロ、ショウヤゲレポマベ、ルピオチナラ。日本メネチージャーロ、平日なのに日曜日だと思って寝坊してしまったから。 တနင်္လာတောက်ကြပေါ့နော်ဟေးကြည့်စို့ဆိုတော့တနင်္လာတောက်ကြရုံဖွင့်ရတဲ့ဖြစ်ရတဲ့တဲ့ပေါ့နော်တနင်္ဂနွေနေ့လို့ထင်ပြီးတော့မှမနေဖို့အိယာသာနောက်ကြမိလိုက်တဲ့အတွက်ကြောင့်မလို့အရှုံးဖြစ်သွားတာလားစမ်းပန်ဆိုလို့ရှိရင်ယူယူမော့တေခိုင်ဆာနိစကင်နော့တေဂျိုစီကာရာဂျိုစီကာရာအိုကိုရာလေတေစမတ်တာခါရာဒီယူယူဆိုတော့ ယူယူရဲ့အတိတ်ပဲမှာသူကအများကြီးရှိရပေါ့နော်အချိန်ကိုအပိုယူပြီးတော့လဲတုံးလေးရတို့ဒါမှမဟုတ်လို့ရှိရင်လဲပတ်စံတို့ဘာလို့ပေါ့နော်အဲ့လိုခါမျိုးအပိုယူတယ်လို့လဲတုံးလေးဒီနမ်းမှာတော့တော့အပိုယူပြီးတော့မှမှကုမ္ပဏီကိုစကင်းနောက်ခုတည်းမရောက်တာလို့ပြောတာဖြစ်လို့ကြောင့်မလို့အချိန်ကိုပြောချင်တာဥပမာကုမ္ပဏီကပေါ့နော်9နိုင်ရုံတက်တယ်ဆိုလို့ရှိရင် အချိန်အပိုအနေနဲ့ပေါ့နော်ရှင်းနိုင်90လောက်ကနေကကွန်မြူနီကိုလာတာမျိုးကွန်မြူနီရှင်းနိုင်45လောက်ကနေကွန်မြူနီကိုပေါ့နော်ပို့စိုးပြီးလာတာမျိုးကွာအဲ့လိုပုံစံမျိုးကိုပြောချင်တာပေါ့နော်ဒီနေ့မှာအဲ့တော့အချိန်ကိုအပိုအရှံအနေနဲ့ပေါ့နော်ယူပြီးတော့မှကွန်မြူနီကိုမရောက်ဘဲနဲ့အထက်လူကြီးစီကနေပေါ့ကစိတ်ဆိုးခံလိုက်ရတဲ့အတွက်ကြောင့်ဒီနေ့မှာပေးထားတဲ့ဂျိုးရှီကပုံမှန်ဆိုရင်တော့ meaning ချက်ထားလို့သိရဆိုရင်သူကမသိမှဆိုလို့ဆိုမှ3 1 3 1ဆိုတာလေးပေးထားတယ်ပေါ့နော်အဲ့တော့ဒါလေးကြည့်ကြအောင် ချီချီမှာဆိုလို့ရှိရင်ဂျိုရှိဆိုတာကတဲ့ခိုင်စာတဲ့ဂျီဝွန်ယူဒီမော့ချီကအကတို့တို့ဒီကုမ္ပဏီမှာဆိုလို့ရှိရင်ပေါ့နော်ကိုထက်ချီဆိုတဲ့ယာတူးတွေကပို့ပြီးတော့မှမြင်တဲ့သူမျိုးကိုဂျိုရှိလို့ခေါ်တယ်အဲ့တော့အထက်လူကြီးလို့ပြောချင်တာပေါ့လေနော်နောက်တစ်ခုကမင်းနီကပ်ဘူအရေးပဲလေ မေဆိုတာကမျက်လုံးဥကပုကဘောလို့ပေါ့လေနော်မျက်လုံးမှာဘောလို့ပေါ့တယ်ဆိုတော့မြင်အောင်လဲလို့လည်းသုံးလို့ရပါတယ်အဲ့တော့အဲ့ဒါကိုသိအောင်လို့နောက်မှာရေးပေးထားတယ်ဇနိုယိုဇကခန်တန်နီဆိုဆိုတဲ့ကိရုလေအဲ့ဒီအခြေအနေအဲ့ဒီအဖြစ်ပြက်ကြီးကိုပေါ့နော်လွယ်လွယ်ကူကူပဲဆိုဆိုလို့လို့ရတယ်အဲ့တော့ပုံဖော်လို့ရတယ်ပေါ့နော်အဲ့လိုအခါမျိုးမှာဆိုလို့ရှိရင်လည်းမေမေနီဥကပုဆိုတာလေးကိုသုံးလို့ရပါတယ်တဲ့အဲ့တော့ဒီစမ်းပံမှာဆိုရင်ဆွဆွပြောရဲပေါ့နော်အဲ့တော့အပိုအရှံလေးကွာအချိန်ကိုစောလာတာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးလေး ਨੇ ကုမ္ပဏီကိုမရောက်ဖဲနေပေါ့နော်ဒီပါလေအထက်လူကြီးစီကနေပြောမှမှစိတ်ဆိုးခံလိုက်ရတဲ့အတွက်ကြောင့်ဆိုပြီးတော့ လေတို့ခံလိုက်ရတဲ့အတွက်ကြောင့်မလို့အရှုံးပေါ်သွားတာလားပေါ့နော်နောက်တစ်ခုကကြတော့တို့ဤဆိုဤတဲ့ဤဆိုဤတာနော်ညီဘတ်စမဒန်စမကနက်တဲ့ခိုင်စနီအခုရေတေစမတာခရာတဲ့ဒီအလင်းစလိုလုတ်ခဲ့ပါလေးရနေပေါ့နော်ဘတ်စကားတွေရောရထားတွေရောကားတဲ့နောက်ကျရထားတွေကမလာဘဲနဲ့ပေါ့နော်ကုမ္ပဏီကိုနောက်ကျသွားတဲ့အတွက်ကြောင့်ပါတဲ့အဲ့တော့ဒီလေးခုထဲမှာကြည့်ကြည့်မယ်ဆိုလို့ရှိရင်လေอืมနည်းနည်းနမနစ်လေးကနည်းနည်းလေးအိုကာရှိဖြစ်တယ်လို့စဉ်းစားလို့ရရပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်လေ အဲသူမေးထားတဲ့မေးခွန်းကအရှုံးပေါ်ခဲ့သလိုပါပဲပေါ့လေနော်အရှုံးရခဲ့သလိုပါပဲဆိုပြီးတော့မှပြောထားရယ်ကွာအဲ့တော့ရုံဖွင့်ရကြီးဖြစ်ရတဲ့အတန်းနဲ့ပေါ့နော်တနင်္ဂနွေနေ့လို့ထင်ပြီးတော့မှနေဖို့အိယာထာနောက်ကြမိရဆိုကောင်းနေဟုတ်ဘူးလားကျွန်တော်သာဆိုကောင်းနေလေနော်မှအာဗာလဲရုံဖွင့်ရုံသွားရမှာကွာဒါမဲ့လေအိယာထာနောက်ကြလို့တနင်္ဂနွေနောက်ကြမယ်နော်အဲဒါမျိုးလေနော်အဲ့ဒါဆိုရင်ကွာကိုယ့်အတွက်ကဒါဒုက္ခဖြစ်သွားရယ်လေနော်အရှုံးမပေါ်ဘူးလားပေါ့နော်ဒါကတော့ ကိုရဲ့အတွေ့ပါလေဒါကိုစဉ်းစားမိရအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီကောင်လေးကနည်းနည်းတော့တော့အဖြေဖြစ်ဖို့ရခိုင်တော့နည်းမယ်လို့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒါဟိုကနောက်ဆုံးပိတ်အဖြေဖြစ်မယ်လို့ပဲစဉ်းစားမိမယ်ပေါ့လေနော်ဘာလို့လဲဆိုတော့ ယုံဖွင့်ရဲ့ကြီးကိုတနင်္ဂနွေနေ့ထင်ပြီးတော့မှအိတ်မိသွားတာကောင်းတယ်လေဟုတ်တယ်မလားအဲ့လိုမှမဟုတ်ဘဲနဲ့ကွာယုံဖွင့်ရဲ့ကြီးကိုမနဲ့အစိုးယုံယုံပိတ်ရဲ့ကွာတနင်္ဂနွေနေ့ကြီးကိုတနင်္လာနေ့ပေါ့နော်ယုံယုံဖွင့်ရဲ့လို့ထင်ပြီးတော့မှအစိုးကြီးထားလိုက်မိရယ်ဆိုရင်တော့ okay ဒါဆိုရင်တော့ကိုအိတ်ရမယ့်အချိန်တွေကနေမအိတ်လိုက်ရပဲနဲ့စောထားလိုက်ရတာကွာအဲအဲ့လိုဆိုလို့ရှိရင်တော့ဒီဟာကနည်းနည်းဖြစ်ကောင်းဖြစ်နေတာပေါ့နော်အခုကြဂျာကုလေးနော်ပြောင်းပြန်ဖြစ်နေရယ်ဆိုတော့နည်းနည်းလေးတော့တော့အဲစဉ်းစားကြပါပေါ့နော်ကြအဲ့တော့ဒီဟွန်ပုံတို့ကြည့်ရအောင်နော်ဟွန်ပုံမှာဒီ ခိစာဘဒီမနက်မှာတော့တဲ့ဆိုင်အကူတတအဆိုးဆုံးပါပဲတဲ့ဒီမနက်ကတော့အဆိုးဆုံးပဲပေါ့နော်ဆိုင်ရီသူကကောင်းစင်တဲလိုက်တယ်ကောင်းစင်တဲရမို့အကြောင်းအရာကိုစလိုက်တယ်ပေါ့နော်ဒီမနက်ကတော့အဆိုးဆုံးပါပဲတဲ့အဲတော့ခကိတေဝိတဟဇနိုတုကေအေမေဇမရှိဒိုကေကနာရာဇခကိရူကပုံမှန်ဆိုတော့တက်စင်နေလို့ဘာလို့မှတုံးနေလေနော်တက်စင်နေအိုအီတာကအုတ်ကူအနေလာတယ် တက်ဆင်ထားတာဟာဆိုအသေးချာပဲအဲ့တော့တက်ဆင်ထားတာအသေးချာပဲဖြစ်တဲ့မေဇာမရှိတုတ်ကေဆိုတဲ့ဒီနှိုးဆက်နိုင်အဲ့တော့နှိုးဆက်နိုင်လို့ပြောတာဖြစ်ကြောင့်မလို့ဒီနေ့လေးမှလေတက်ဆင်တယ်ဆိုတာထက်အလန်းပေးထားတယ်လို့ပြောမှာပေါ့နော်အလန်းဝဏ္ဏနာကြီးဗဏ္ဏနာကြီးဆိုတော့ပေးထားတာအသေးချာပဲဖြစ်တဲ့နှိုးဆက်နိုင်ကြီးကနာရဇွ်ဇွ်လေးရဲ့အိဗေက9တင်နဲ့အတူတူပါပဲအဲ့တော့9တင်လေးနဲ့အတူတူပါဖြစ်တဲ့အတွက်ကြောင့်မလို့နာရဇွ်ဆိုတော့ဒီမမီပဲနဲ့ပေါ့လေနော် ဟိုလုံးဝဝတိုင်မှာပေးထားတာတိုင်မှာမဟုတ်ဘူးဗာလဲနှိုးဆက်ပေးထားတာအသေးချာပဲပေါ့နော်ဘန္နနာကြီးမှာနှိုးဖို့အတွက်ပေါ့နော်ပေးထားတာအသေးချာပဲဖြစ်တဲ့နှိုးဆက်နာကြီးကတဲ့ဒီជីជីကမို့နေဖို့စတေစမတန်တော့ တနာရီတောင်မှနေဖို့ဖြစ်သွားမိပါပြီတဲ့အဲ့တော့နော် तू ကထားပါတော့လောက်က9နာရီတက်မယ်ကွာဟိုပြင်ရစင်ရအောင်မှနေ तू 9နာရီထမယ်လို့တွေးထားရပေါ့နော်အဲ့တော့9နာရီမှအလံပေးထားတာလုံးဝအသေးစားပဲဖြစ်တဲ့နိုးစက်နာရီကမမီဘူးမမီပဲနဲ့ तू တနာရီတောင်နောက်ကျသွားရပေါ့နော်အဲ့တော့10နာရီလောက်မှ तू နိုးသွားရပေါ့လေいつもは駅まで walking のつもりで30本歩いているのだがパティケリーリーリーっていうのမျိုးလေးတွေဆိုရင်တတိထားဖို့လိုအပ်တယ်ပေါ့နော် စကားစားလို့ပြောအောင်ပါပေါ့လေအဲ့တော့အမြဲတမ်းဘူလာအထိဆိုလို့ရှိရင်ကျွန်တော်က walking group ဆိုရဲပေါ့နော်ဒီလမ်းလျှောက်ပြီးတော့မှမလမ်းလျှောက်သေးဆိုရဲဇမောဒီအစီအစဉ်နဲ့ပေါ့နော်အဲ့တော့လမ်းလျှောက်သွားတယ်ဆိုရဲအစီအစဉ်နဲ့မိနစ်30ကြာအောင်လို့မလို့လမ်းလျှောက်ခဲ့တယ်ဆိုပေမဲ့လို့အဲ့တော့မနဲ့ကွာဟိုလမ်းလျှောက်တဲ့ပုံစံမျိုးလေးရအောင်လို့ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ပုံမှန်အနေထားဆိုလို့ရှိရင်သူကအိမ်ကနေဘူလာအထိကိုလမ်းလျှောက်ပြီးတော့မှမိနစ်30ကြာအောင်လမ်းလျှောက်တယ်ဆိုပေမဲ့လို့မို့စွန်းသားကြည့်ကောင်မနိုင် ထပ်ပြီးတော့မှမအဲ့လိုမျိုးအချိန်မရှိတော့ဘာလို့လဲသူအိပ်ရထားတော့မှတနအိမ်အောင်နောက်ကျနေပြီလေနော်တနအိမ်အောင်နောက်ကျနေတာဖြစ်ကြောင့်မလို့လမ်းလျှောက်ရမယ်ဆိုတော့နိုင်ဝက်လမ်းလျှောက်ဖို့ဆိုတော့အချိန်ကဘလို့မှမဖြစ်နိုင်တော့အဲ့ဒါကြောင့်မလို့ဘတ်စူရှီယိုတို့ဘတ်စူစကာအိုစကာအိုကိုတုန်နေစတဲ့ဆိုတော့ဘတ်တစ်စနေကိုတုန်နေစရုဆိုလို့ရှိရင်ဘတ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့လေနော် အဲ့အရှိမအများကြီးပဲသူစဉ်းစားလိုက်တယ်ကွာအာငါ့မှာအချိန်မရှိတော့ဘူးအဲ့တော့ငါဘတ်စကားပဲစီမရတော့မယ်ဒါမှမဟုတ်ငါတက်စီပဲစီမရတော့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အရှိမသူစဉ်းစားပြီးတော့နောက်ဆုံးတော့မှကဲဒါလုံးမယ်ဆိုပြီးတော့မှအဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့လေနော်အဲ့တော့ဒီဘတ်စကားကိုအသုံးပြုမယ်ဆိုမှအဆုံးဖြတ်ချက်ချလိုက်ပြီးတော့ဘတ်စတေးနိဒါနဲ့ဒါဘတ်စတေးလို့ပြောတာဖြစ်တယ်ကြောင့်မလို့ဘတ်စကားရက်တဲ့နေရာဆိုတော့ဘတ်စကားမှတ်တိုင်လို့ပြောလို့ရတယ်ပေါ့နော်ဘတ်စကားမှတ်တိုင်ပါတယ်သူကနာရန်ဒါစီတန်းလိုက်ပါတယ်တဲ့အဲ့တော့ keyword လေးထပ်လာပါတယ်စကတ်စီဒါပေမဲ့လို့အဲ့တော့ဒါပေမဲ့လို့ ်ဘာသာပဲမဲ့လဲဆိုတော့ तू ကမင်းမင်းတနိုင်နောက်ကြနေပြီလေနော်တနိုင်နောက်ကြနေပြီဘူဓာကနေပြီးတော့မှမသူ့အိမ်ကနေဘူဓာထိသွားဖို့ဆိုလို့ရှိရင်လည်းမိနစ်20မိနစ်30အချိန်ကြာမယ်အဲ့ဒါဆိုလို့ရှိရင်ဟို तू ကနောက်ကြတနာ ਈ လမ်းလျှောက်အောင်မိနစ်30ဆိုလို့ရှိရင်တနာ ਈ ခွဲတောင် तू ကနောက်ကြတော့မယ်ကွာအဲ့တော့ဒါအဆင်မပြေဘူးဆိုတဲ့ဟာကို तू ကတွေးပြီးတော့မှဘတ်စကားစီးဖို့ဆိုတော့ဘတ်စကားမတိုင်ကြီးမှာ तू ကရက်လိုက်ရော ဒါပေမဲ့လို့လေတဲ့ condo ကဒီတစ်ခေါက်ကတော့တဲ့ bus ကနကနကခုန်နိုင်တယ် bus ကတော်တော်နဲ့လည်းမလာပြန်ဘူးအဲ့တော့နောက်ကျမှဆိုလို့ bus ကမတိုင်မှသွားပြီး bus ကနဲ့သွားမယ်ဆိုမှစောင့်လိုက်တယ်ဗောနောစောင့်ပေမဲ့လို့လေ bus ကကဒီတစ်ချိန်မှာတော့တော်တော်နဲ့ကိုမလာဘူးတဲ့ဂျီကိုကူဟျိုနီဘာကဖုန်ကန်ခကဒိုခိုင်တရာဒူနော်နီဆိုတော့ဂျီကိုကူဟျိုဆိုတဲ့ဒီဒီအချိန်စရာဗောနောဒီအချိန်စရာကလေကျွန်တော် bus ကတွေလို့လေရင်တွေလို့ရက်ဖားတွေလို့မှာပဲသုံးတဲ့အတုံးလုံးလေးပါဂျီကိုကူဟျိုဆိုပြီးတော့မှာဗောနော ဒီဘတ်စကားတွေတို့ဘာတို့ရဲ့အချိန်စရာလေးပေါ့နော်ဘန်နာရီကထွက်မယ်ဘန်နာရီမှာဆိုက်ရောက်မယ်ဆိုတော့အဲ့လိုမျိုးအချိန်စရာလေးမှာတော့ဂေါဖုန်ကန်းဆိုတာက9မိနစ်ကြာခက်ခုလေးရဲ့အတိတ်ပြချာ9မိနစ်ချာ9မိနစ်ချာမှာ ဆိုပြီးတော့မမခိုက်တဲ့အရုရေးထားပါလျက်နဲ့အဲ့တော့ဘတ်စကားတစည်းနဲ့တစည်းက5မိနစ်ကြာမှလာမယ်လာမယ်ပေါ့နော်အဲ့လိုမျိုးရေးထားပေးမယ်လို့နန်တိုနီချစ်ပိုမမတာဆာရဲတေစီမတာနန်တိုဘာရယ်မဟုတ်ပေါ့နော်မိနစ်20တောင်မှဟိုကိုဆောင်ခိုင်းတာမျိုးခံလိုက်ရခံလိုက်ရပြီပေါ့လေနော်အဲ့တော့ဆောင်ခိုင်းလိုက်ဘယ်လိုပြောဆောင်ရင်းခံလိုက်ရပါပြီပေါ့လေနော်မိနစ်20တောင်မှဘတ်စကားကမလာဘူးကွာအဲနောက်တစည်းလာနုံတို့နောက်တစည်းလာနုံတို့လည်းသူဆောင်နေရနေမှာပေါ့နော်အဲ့တော့မိနစ်20တောင်ကြာသွားတယ်ဒါပေမဲ့ဘတ်စကားကလည်းမလာဘူးတဲ့ ခုံလုံးမမတွေပါဒီအတိုင်းသာဆိုလို့ရှိရင် तू ကအိယာထားနောက်ကြတာကတနာကြီးเนาะတနာကြီးเนาะ तू ကသွားပြီးအောင်မှစောင်းလိုက်တာကနိုင်ဝက်ပေါ့လေเนาะအဲ့ဒါဆိုလို့ရှိရင် तू ကအဲ့မိနစ်20ပေါ့เนาะအဲ့တော့တနာကြီးနဲ့မိနစ်20လောက်နှီးပါဖြစ်သွားပြီလေเนาะအဲ့တော့ तू ကဒီမှာနီជីကောင်းជីကောက်ကူជីကောက်ကူစတေရှင် ရှိကုကုရှိမိုင်ဆိုတာဆိုတော့နှစ်နာရီကြာခြေကကူနီးပါပေါ့လေနော်ခြေကကူစစ်စမိုင်းဆိုတာဆိုတော့နောက်ကြတော့မယ့်ပုံပါပဲအဲ့တော့နှစ်နာရီနီးပါကိုကိုကနောက်ကြတော့မယ့်အခုလုံးလုံးစီထီကတနာရီနဲ့မိနစ်30ရှိပြီလေနော်အဲ့ဒီဘတ်ကနေပြောမှရုံရောက်ဖို့တွေပါလေဆိုလို့ရှိရင်ကြာမှာဆိုတော့နှစ်နာရီနီးပါလောက်သူတကယ်ရုံရောက်တဲ့အချိန်မှာကြာသွားတော့မယ်ကွာအဲ့တော့ကြာသွားပြီးတော့မယ့်ပုံပါပဲတဲ့ခွန်တော့ ခုံတော့မရဲ့ဒီမတိုင်ခင်ကပေါ့နော်အဲ့တော့ तू ကဒါလေးကနော် तू तू ဟာပြာနေပြီကွာအဲအဲ့လိုမျိုးဟာငါနောက်ကြနေနှစ်နာရီကြာလောက်ကိုငါနောက်ကြတော့မယ်ပေါ့လေနော်အဲ့တော့ဒီမတိုင်ခင်တော့လည်းတဲ့ तू ကဂျိုးစီခါတော့မျက်တောင်အဖွင့်ပိတ်လေးနဲ့လာလာကကီးဝက်လေးပါမျက်တောင်အဖွင့်ပိတ်နဲ့ဆိုတာဒါစကပြောလေးဖြစ်နိုင်တယ်ပေါ့လေနော်အခုဒီမှာဆိုရင်လည်းပဲ तू ကဒီမတိုင်ခင်တော့အဲ့တော့ဒီနေ့မတိုင်ခင်ရှေ့တွေကဖြစ်မှာပေါ့နော်အဲ့ဒီမတိုင်ခင်တော့ဆိုလို့ရှင်လေရိုယိုမော့တေ ကူရီယိုနီဆိုပြီးတော့မှဗောနော်အထက်လူကြီးဆရာနေပေါ်မှာမင်းစောစောလာနော်ဆိုပြီးတော့မှဗောနော်အချိန်ဟိုစောပြီးတော့မှမလာပါဆိုပြီးတော့မှတဲ့ဤဝရီတာပတ်ကာဒီဗတ်တာပတ်ကာဒီဆိုလို့ရှိရင်ဗတ်ဘီဂါဇာလို့သုံးပါတယ်ဗတ်တာပတ်ကာဒီဆိုဗတ်ဘီဂါဇာနော်နီဖြစ်ပါလေရဲ့နဲ့ပေါ့လေနော်အဲ့တော့အထက်လူကြီးဆရာနေပြောမှာကွာဒီဒီရက်မတိုင်ခင်တော့ကဗောနော်မင်းစောစောလာနော်မင်းစောစောလာပါဆိုပြီးတော့မှအပြိုးခံပြီးဂါဇာဖြစ်ပါလေရဲ့နဲ့တဲ့ချစ်တော်မချစ်တော်မလေအတိတ်ပဲကချော့တော်နဲ့အတိတ်ပဲတူတူပါပဲ နည်းနည်းလေးတော့မဟုတ်ကိုစင်ပိုစနိုင်တိုးတက်မလာဘူးပေါ့နော်အဲ့တော့ရှေ့ရက်တွေတော့ကသူနောက်ကြလို့မလို့သူ့အထက်လူကြီးကခေါ်ဆူထားရယ်ကွာအဲ့တော့ဒီနေ့လေသူကထက်နောက်ကြပြန်ပြီအဲ့တော့ဘာမှဝိုးကိုတိုးတက်မှုကလည်းရှိမနေဘူးပေါ့လေနော်အာဂျီဘုံကအိုခိုရတဲ့တေရူယိုဆူကမင်းနေဦးကဘုတ်တွားပြီငါတော့တော့အစုခံရတော့မှာပဲဆိုတဲ့ဟာပေါ့နော်အဲ့လိုအခြေအနေကြီးယိုဆူအခြေအနေကြီးကိုမင်းနေဦးကဘုတ်ဆိုတော့လုံးဝပုံဖော်လို့ရသွားပြီတွေးလို့ရသွားပြီပေါ့လေနော်ဟာထက်လူကြီးတော့ငါ့ကိုထက်ပြီးတော့မှဆူတော့မှာပဲငါ့ကိုထက်ပြီးတော့မှပွားတော့မှာပဲဆိုတဲ့ပုံရိပ်ကြီးရပေါ့နော်သူမတွေးလဲ လုံးဝမျက်ကွက်ကွက်ကွင်းကွင်းကိုမြင်နေပြီပေါ့လေနော်အဲ့ချိန်မှာတဲ့အဲ့ခီတဲ့တာယီဂျင်နာကိုတိုနီခီကကြည့်တာတဲ့အဲ့ချိန်မှာပဲဒီဘူဒါမှာပေါ့လေနော်ဘူဒါဆိုတော့ तू ကဘတ်စ်ကစတေရှင်မှာပဲနော်အဲ့ဒီဘတ်စ်စတေရှင်မှာ तू အရေးကြီးရဲဆိုရင်အကြောင်းအရာကို तू တတိထားမိသွားပြီခေော်ဝနီချိုဘီဒါတန်တော့တာဒီနေ့ကတနင်္ဂနွေနေ့ပဲပေါ့လေနော်ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်သွားပြီမေဆောင်မရှိတိုကေကနာရနာခတ်တန်တော့မောမေဆောင်မရှိတိုကေဆိုတဲ့ဒီနှိုးဆက်နိုင်မမီခဲ့တာရော バスが平日の時刻表通りに来なかったのも、バスカーがレベボのディヨンプイエ、タネナタウャイ、チェンジやタイムラゲラリヨ、パルレするし。今日は日曜日だったのだったから、日曜日だからだったのだ。 ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဆိုပြီးတော့မှပေါ့နော်အဲ့တော့ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရုံးပွေကြီးမှနမနဲ့နော်ရုံးပွေကြီးမှတနင်္ဂနွေနေ့လို့ထင်ပြီးတော့မှမအိတ်လိုက်မိလို့ဒီနေ့ကတနင်္ဂနွေနေ့အိတ်လေရတယ်ပေါ့လေနော်အဲ့ဒါကြောင့်မလို့ဒီဖေကဘလို့မအောင်ကိုမဖြစ်နိုင်တော့ပေါ့လေနော်နောက်တစ်ခုကကြောက်လို့ရှိရင်နံမနံမ3လေးပေါ့နော်နံမ3လေးကကြတော့အချိန်ပိုယူပြီးတော့မှမကုမ္ပဏီကိုလာကုမ္ပဏီကိုကုမ္ပဏီကိုလာပေါ့ပေါ့နော်လာပြီးတော့ ကုမ္ပဏီကိုမလာလို့မလို့အထက်သူကြီးကအစုခံလိုက်ရတဲ့အတွက်ကြောင့်လို့ပြောတာဒီလိုဗာလဲဒီစာကြောင်းရဆိုရင်ပေါ့နော်အချိန်ပိုယူပြီးတော့မှကုမ္ပဏီကိုလာပါဆိုပြီးတော့မှအထက်သူကြီးကအစုခံရဒီနေ့မဟုတ်ဘူးဘုံတော့မှရှေ့မှာတော့ကဖြစ်ခဲ့ရပေါ့နော်ရှေ့မှာတော့ကအစုခံလိုက်ရတာလို့ပြောတာပြောတော့ကြောင့်မလို့ဒီစံပန်ကလည်းပဲပြေမှန်ဖြစ်နိုင်ဘူး ။နောက်ယွန်ပါအလင်းစလိုလောက်ခဲ့ပါလေနဲ့ပေါ့နော်။ဘတ်စကာရောဘာရောကမလာဘဲနဲ့ကုမ္ပဏီကိုနောက်ကျသွား။ဒီနေ့ကတနင်္ဂနွေနေ့ကုမ္ပဏီသွားကြရလဲမလို့အဲ့အတွက်ကြောင့်မလို့နောက်ကျကြရလဲမလို့ပါဖြစ်တော့ကြောင့်မလို့ယွန်ပန်ကလည်းပဲကန်ဆယ်။အဲ့တော့ကြံနေခဲ့တဲ့အဖြစ်ကအီချီပန်ပေါ့လေနော်။ဒီနန်းလေးထီတော့မရောက်သေးဘူး။ဒါမဲ့ကိုခုလက်ရှိဖတ်လာရတဲ့စာကြောင်းတွေပုံမှာမူတည်ပြီးတော့မှမဟုတ်ကိုအဖြစ်တွေကိုကန်ဆယ်လုပ်သွားလို့ရတာဖြစ်တော့ကြောင့်မလို့ဒီမှာကနေအဖြေထွက်နေပြီပေါ့နော်။အလင်းစလိုမလို့လဲရရတဲ့တန်းနဲ့အလင်းစလိုလုပ်လိုက်လုပ်ပြီးတော့မှပေါ့နော်။အရန်တစ်ခုမဟုတ်တစ်ခုကအမျိုးမျိုးသောပူပန်မှုတွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်ဆိုတဲ့ဟာက အီချီပန်ကအပြေမှန်ဖြစ်မယ်ပေါ့နော်အဲ့တော့စာပိုင်လေးကြံနေရပြောကြအောင်လို့ဆက်ကြည့်ကြည့်ရအောင်ယောက်ခတာတော်တရားပေါ်လीနော်အိုကိုရာနိုင်အိုကိုရာတဲ့နိုင်အိုကိုရာတဲ့နိုင်တဲ့စမှုအစုမခံလိုက်ရပဲနဲ့ပြီးသွားတယ်ပေါ့နော်တနေ့ကနေနေရိုးအဲ့တော့သူနောက်မကြဘူးလीနော်နောက်မကြဆိုတဲ့ကြောင့်ထက်လူကြီးစီကနေလဲအစုမခံလိုက်ရဘူးပေါ့လीနော်စကတ်စီဒါပေမဲ့လို့လीတဲ့နော် तू ကအစုတော့မခံလိုက်ရအောင်ကွာဒါပေမဲ့လို့လဲဇီဘုံမူဒါနာစင်ဘိုင်ယိုစတေစီမတာတဲ့ တော်တော်ကိုမဟုတ်ကိုအလဟသက်ဖြစ်စေတဲ့စိတ်ပူပန်မှုတွေကိုလုံမိသွားတာပဲတဲ့တနည်းကနေနေကြီးကွာရန်စိတ်ပူလုံးပြောလေနော်ပြာရပြာရတွေနဲ့ तू ကအဲ့လိုတွေဖြစ်သွားလိုက်တယ်ပေါ့နော်အဲ့တော့မလိုအပ်ဖဲနဲ့ကွာပူပန်မှုတွေကအများကြီးပဲ तू လုံလိုက်မိရပေါ့လေနော်မတရှိပါတုတ်ကိုစတယောနာကျွန်တော်ကအမျက်ဖဲရသွားတာလာဒါမှမဟုတ်စွန့်အောင်စတယောနာအရှုံးမဲရသွားတာလာဆိုပြီးတော့မှဘုကဒတ်စနာကီမိုချ်တဲ့ယေမာတဲ့မိချီကိုစန်ချပွန်အရွီတဲ့ခိုက်တာပေါ့နော်ဒီ ကျွန်တော်အမျက်ပဲရသွားအမျက်ရသွားတယ်ဆိုတာဒီနန်းလေးမှာသူပြောခြင်းတဲ့အတိတ်ပဲကလေအာဒီနေ့ကအဆူမခံလိုက်ရပဲနဲ့ပေါ့လေနော်အဲအဆူမခံလိုက်ရပဲနဲ့ပြီးသွားတယ်ပေါ့နော်ငါဟာတော့တိရပေါ့ငါနောက်ကျမသွားဘူးအဲ့တော့အထက်လူကြီးစီကနေလဲငါအဆူမခံလိုက်ရဘူးဆိုတော့တုတ်ခုဖြစ်သွားတာလား ဒါမှမဟုတ်ရှင်လေဆုံးစတာဆိုတာဒီနေ့တနင်္ဂနွေနေကြီးကွာတကယ်ဆိုကိုအိတ်ရမှာလေနော်ကိုဘာမှကိုကိုလုတ်ဆရာမလုပ်ပဲနဲ့အိတ်နေရမယ်အချိန်ကြီးမှာကွာကိုရဲ့အိတ်ချိန်ကြီးကိုဘာမှမဟုတ်ပဲနဲ့ကွာစိတ်ပူပန်မှုတွေနဲ့ပေါ့နော်တမနတ်တာကြီးကကုံသွားတယ်ကွာအဲ့တဲ့ကြောင့်မလို့အရှုံးရခဲ့ရလားဆိုတော့ရှုပ်ထွေးတဲ့ခန်းစားမှုတွေနဲ့အိမ်အထိလမ်းပေါ့နော်အိမ်အထိသွားရမယ်လမ်းမိနစ်30ကိုတဲ့လမ်းလျှောက်ပြီးတော့မှမှပြန်ခဲ့ပါတယ်လို့ပြောထားတယ်ပေါ့နော်အဲ့တော့သူအရှုံးပေါ်ခဲ့တာကဘာကြောင့်အရှုံးပေါ်ခဲ့ရလဲ ဆိုတော့ဒီစာကြောင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အရှိကိုတွားကြည့်လိုက်ပါဒီဟာလေးရှိရယ်ပေါ့နော်ဒီမလိုအပ်တဲ့စိတ်ပူပန်မှုတွေကိုလှုပ်လိုက်မိရယ်ပေါ့နော်အဲ့တော့အဲ့မလိုအပ်တဲ့စိတ်ပူပန်မှုဆိုတာကဘာလဲဆိုတာကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘတ်စကားစီးဖို့အတွက်ကိုသူလာလိုက်ရတယ်ပေါ့လေနော်ဟာအထက်လူကြီးကငါ့ကိုဆူတော့မှာပဲတို့ဟာငါဒီမတိုင်ခင်တော့ငါ့ကိုဒီလိုလာပါလို့ပြောထားတယ်ပေါ့နော်ပြီးရင်လည်းဘတ်စကားအထိဘတ်စကားနဲ့သွားမယ်ဆိုတော့ဘတ်စကားမတိုင်မှာမိနစ်20လောက်တောင်စောင့်ခဲ့ရတာမျိုးပေါ့နော်အမျိုးမျိုးသောပူပန်မှုတွေကို ခံလိုက်ရတဲ့အတွက်ကြောင့်လို့ပြောချင်တာပြောကြအောင်လို့အဖေကခွတ်တီအီချီပါဟိုက်အဲ့တော့အဲတော့ရမယ်လို့မျှော်လင့်ပါတယ်ပေါ့နော်ဒီစာရေးလေးစဉ်းစားပုံကလေဟိုဒီမြင်းကြောင်သားထားတာရဲ့ပေါ့နော်အရင်ကြီးကွာကိုကအချင်းရှိမနေဘူးကိုကအဆင်မပြေနေဘူးဆိုလို့ရှိရင်တော့ဒီမြင်းကြောင်သားသားလေးရဲ့အရှိတကြောင်နောက်တကြောင်လောက်မှာအဖြေရှိတတ်တယ်ဆိုပေမဲ့လည်းပေါ့နော်ဒီလိုမျိုး ဆာဘိုက်တူတူလေးနဲ့ပေါ့နော်တပုတ်ဖြေရတဲ့ဟာကတိတ်ပြီးတော့မှခက်ခဲမှုမရှိဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့အချိန်ရတယ်ကိုကအမှတ်ကိုတေးတေးချာချာလေးရကျင်နေဆိုလို့ရှိရင်တော့ဆာဘိုက်ကြီးအကုန်လုံးကိုတွတ်တက်လေးဖတ်ပြီးတော့မှဖြေတင်နေပေါ့နော်အဲ့တော့ဒီပုစာအရကြည့်မယ်ဆိုလို့ရှိရင်မြင်းညောင်သားတာလေးကဒီအောက်ပိုင်းလေးပေါ့နော်စွန်အော့စတေးစမတယိုစွန်အော့စတေးယိုနာလို့ပြထားတယ်ပေါ့နော်အရှုံးပေါ်ခဲ့တယ်လို့ပဲဆိုမှပြောထားတယ်အဲ့ဒီအရှုံးပေါ်ခဲ့တယ်လို့မျိုးပဲအရှုံးပေါ်ခဲ့တယ်ဆိုတော့သူ့ရဲ့ကက်ရဲ့ရှေးစာကြောင်းမှာရှိနေတာက ော်တော်ကိုမဟုတ်ကိုဒီမလို့အတဲစိတ်ပူပန်မှုတွေလုပ်လိုက်မိရယ်ပေါ့လေနော်အဲ့တော့ဒီစွန်းဆာစမတ်တယောဒါရဲ့အဖြေကိုဖြေပါဆိုလို့ရှိရင်တော့သူ့အရှိမရှိနေတဲ့စာကြောင်းက ဒီကောင်လေးရဖြေပဲအဲ့တော့ဒီကောင်ဝမမကိုကစာပိုက်ကြီးကိုကထပါတော့ဗောနော်စာပိုက်ကြီးအကုန်လုံးကမဖတ်ဘဲနဲ့ကွာမြင်းချောင်းတတာရဲ့နေရာလေးပဲကွက်ပြိုမမရွေးဖတ်တတ်တဲ့သူမျိုးဆိုလို့ရှိရင်မလိုအပ်တဲ့စိတ်ပူပန်မှုတွေကိုလုတ်ခဲ့တယ်အဲ့တော့အဲ့မလိုအပ်တဲ့စိတ်ပူပန်မှုကဘာလဲဆိုတော့သူ့အရှိရစာချောင်းတွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူကဘာတွေလဲဆိုတော့အဲတနင်္ဂနွေနေ့ကြီးဖြစ်နေရဗောနော်အဲ့တနင်္ဂနွေနေ့ကြီးဖြစ်ရတဲ့နေ့သူကနှိုးဆက်ကမမီဘူးဆိုမှစပြီးပူပန်လိုက်တယ်နှိုးဆက်ကမမီတော့သူပုံမှန်လမ်းလျှောက်သွားနေတနအိုင်နောက်ကျသွားပြီလေနော်တနအိုင်နောက်ကျသွားတဲ့ဟာကဘတ်စ်ကားနဲ့အဲလမ်းလျှောက်သွားလို့မရ တော့မရတာဖြစ်တော့ကြောင်မလို့ဘတ်စကားနဲ့သွားတော့မေးဆိုမှဘတ်စကားမတ်တိုင်မှလည်းသူကစောင့်နေဒါပေမဲ့အဲ့ဘတ်စကားကြီးကလည်း9မိနစ်ချားလို့သာရေးထားကွာမလာဘူးဆိုပူပန်ပြန်ရောဟာငါတော့နောက်ကြတော့မှာပဲဒီပုံစံတိုင်းဆိုရင်မိနစ်2နာရီလောက်တော့မှငါနောက်ကြတော့မှာပဲဆိုတဲ့ပူပန်မှုတွေကတောက်လျှောက်တောက်လျှောက်ကိုကိုမူဒါနာစင်ပိုင်ဖြစ်သွားတယ်ပေါ့လေနော်အဲ့တော့ကြောင်မလို့ဒီရဲ့အရှုံးပေါ်ခဲ့တယ်ဆိုတဲ့ဟာကိုပြန်ကောက်မယ်ဆိုလို့ရှိရင်သူ့ရှေ့မှာရှိနေတဲ့မူဒါနာစင်ပိုင်ဆိုတဲ့ဟာကဖြေမှန်ဖြစ်ပါတယ် はい。問題4はこれで終わりです。えー、なれめるみょれまで。なおぴりまべんれそんでちまで。またね。